ထိုင်းနိုင်ငံမှာကြီးတီရိခိနဲ့ရွာဆန်ခဲ့ခြင်းအတွက်ဝင်ကြီးချုပ်အနုတိန်ချမ်ပီရာကူကဝန်내ခြင်းကာလကိုတရားဝင်ကြေညာလိုက်ပါသည်အောက်တိုဘာ25ရက်မှစ၍အစိုးရဝန်내များအားလုံးအတွက်တစ်နှစ်ပြည့်ဝန်내ခြင်းကာလသတ်မှတ်ခဲ့ပြီးအများပြည်သူအားလုံးအတွက်မူရက်ပေါင်း60ကျော်ဝန်내ရင်တောင်းဆိုထားပါသည်ထိုကာလအတွင်းလေးစားသောအခိမ့်အမှတ်အဖြစ်အနက်ရောင်သို့မဟုတ်ချော့တော့သောအရောင်များကိုဝစ်ဆင်ကြရန်တိုက်တွန်းပါသည်။ ထို့အပြင်အစိုးရယုံများနှင့်အဖွဲ့အစည်းများတွင်ရပ်ပေါင်း30ကြာတိုင်တဝက်အလံရီထူထားမည်ဖြစ်ကြောင်းသိရသည်ဝင်ကြီးချုပ်သည်အာဆီယံထိပ်သီးအစည်းအဝေးကိုထက်သိမ်းပြီးအထူးဝင်ကြီးများအစည်းအဝေးကိုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာနာရေးကိစ္စများကိုဦးဆောင်ဆွေးနွေးခဲ့ပါသည်။ဘရင်မင်းမြတ်၏အမိန့်တော်အရနာရေးအခမ်းအနားကိုအမြင့်ဆုံးသောတော်ဝင်ကုံထူးဆောင်ဖြစ်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါသည်။ နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။